ကဲမင်္ဂလာပါပရိသတ်ကြီး ဒီပိုင်းမှာတော့တပြေတယောက်ခိုင်နှင်းဝေရာဝတိဤဇာနီအပေါ်မကောင်းတဲ့လောက်ရတွင်နဲ့လက်ထပ်ခဲ့တဲ့အကြောင်းကိုပြောပြဖို့လုံးနေစင်မှာပဲနှင်းစီမားရောက်ရှိလာကတပြေအားလာခေါ်စင်မှာတော့ခိုင်နှင်းဝေဟာနှင်းစီအားပြန်လဲမောင်းထုတ်လိုက်ပြီးတပြေအားအကြောင်းဆောင်ကိုမင်းမြန်းစင်မှာတော့ခိုင်နှင်းဝေဟာတပြေအားပြောမယ်ဆိုနှင်းတီထားသည်မှမချွေးမချံပြောဖို့နဲ့နေလာငါအပေါ်တိရမယ်ဆိုနှင်းဘက်ကနေအပြေဝကာကွယ်ပေးမှဖြစ်လို့ဘာမှမကြောက်ပဲအားလုံးကိုပြောဖို့ပြောဆိုလိုက်ချိန်မှာတော့တပြေအားဇာနီအားဝတိတယောက်စီမံမှဖြစ်လက်ထပ်ခဲ့တဲ့ကိစ္စပြောပြလိုက်ချိန်မှာတော့ခိုင်နှင်းဝေတယောက်စိတ်ဆိုးသွားခဲ့ပြီး ရှင်းတင်တာအားလုံးကိုရှင်းဖို့ခိုင်နှုံးဝေတယောက်ဆုံးဖြတ်လိုက်ပါတော့တယ်။နောက်ခါမှာတော့နှင်းစီဟာဝရီထံသွားပြီးတပြေတယောက်ခိုင်နှုံးဝေဟာဇာနိကိစ္စပြောဆိုမှုဝရီဟာနှင်းစီတယောက်ပြောပြလိုက်ချိန်မှာတော့ဝရီဟာနှင်းစီဟာဘသူပါမင်းမင်းမသိဘူးပြောဆိုဖို့နဲ့သူ့ဘက်ကရက်တိပေးဖို့ပြောဆိုပြီးနှင်းစီရဲ့တော်တော်လုံးပြောင်ပြောင်ကောင်းစားဖို့အတွက်သူမတာဝန်ယူရဲပါညာနဲ့ဝရီတယောက်နှင်းစီဟာချုပ်လိုက်ပြီးလဲဖြစ်ပါတယ်နောက်ပိုက်မှာတော့မြင်လာပွဲပြီလို့မိခင်ဖြစ်သူဟာဇာနီနဲ့ဝရီတို့နှစ်ဦးကတော်ပြီးနားဖို့လုံနေချင်ပါပဲခိုင်နှုံးဝေတယောက်ရောက်ရှိလာက ခင်ဝရီယာနေဇာနီကိုဘာလုထားတာလဲနေသူ့ကိုဘာလုထားတယ်ဆိုတာငါသိတယ်ဘာညာနဲ့ပြောဆိုပြီးဇာနီယာခိုင်နှင်းဝေတရားကင်လိုက်ချေမှာတော့ဝရီယာဒါပါလုတာလဲဝရီယောက်ကြောင့်တော့မမကြီးဘာပြစ်ချင်နေတာလဲဘာညာနဲ့စကားတွေခြေတင်ဖြစ်နေစင်မှာပဲဝါဝါအောင်ဟာတမိဖြစ်သူဝရီပမဝင်ကတာယာနေတဲ့အင်တော်ရေးကိုဖျက်ဆီးဖို့မကြိုးစားနဲ့ဘာညာပြောဆိုပြီးတက်တေရှိလာလို့မေးလိုက်ချေမှာတော့ခိုင်နှင်းဝေဟာတပြည့်အားထိခိုက်မှာဆိုတဲ့အတွက်ဘာမှမပြောနိုင်ဖြစ်ခဲ့ရပြီးလက်လျှော့ခဲ့ရတာလည်းဖြစ်ပါရဲ့ ပြီးတဲ့နောက်မှာတော့ဝဝအောင်ဟာဇာနီယာအပေါ်ဓာတ်ကိုတွားနစ်ခိုင်းလိုက်ပြီးဝရိယာဇာနီအတွက်စီမံပြုလုပ်ထားတာအားလုံးကိုဖျက်ဆီးဖို့ဝဝအောင်တယောက်သမီးဖြစ်သူဟာခိုင်းစီလိုက်ပြီးလဲဖြစ်ပါတယ်